တဲဆူညင်းအပေါ်မှာမတရားတဲ့အရာတွေလုပ်ခဲ့လို့စတင်ဝင့်လည်နေပြီဖြစ်တဲ့နှစ်ဝက်နှစ်ဝက်ကျင်းမာတဲ့ပွဲတွေကတော့နှစ်စဉ်နှစ်တိုင်းပြဿနာတွေဖြစ်လေရှိပြီးတော့2024ခုနှစ်မှာဖြစ်ခဲ့တဲ့ပြဿနာတွေကတော့အဆိုးဆုံးဖြစ်ခဲ့ပါတယ်ရှင်ဆူရီယာတင်းလေးအမရခဲ့ပဲတရားများတမ်းမှုမရှိလို့စင်မမောင်ငိုခဲ့ရတဲ့တဲဆူညင်းကိုတော့နိုင်ငံတကာကပြည်သက်တွေကမျက်ရည်ချူတယ်ဆိုပြီးတော့ဝမ်းဝမ်းပြောဆိုခဲ့ကြပါတယ်အခုတော့နှစ်ဝက်ရဲ့စည်ရင်းအမှန်တွေကရှင်းရှင်းလင်းလင်းပေါ်ထွက်လာပြီးဖြစ်တာကြောင့်အဆက်ကွဲနေရပြီဖြစ်ပါတယ်ဒီနေ့ရဲ့ Miss Universe 2025ပွဲကိုထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်း မနေတာပါဒါတမကပဲနဝက Miss Universe Thailand ရဲ့ National Director ဖြစ်နေပါတယ်နဝကနိုင်ငံတကာကအလှမယ်တွေကိုအာနာရှင်ဆန်ဆန်အမိန့်ပေးပြီးသူစကားပြောနေတဲ့အချိန်မှာဖြတ်ပြောရဲဆိုပြီးတော့ခမ်းမတွေကနေထွက်သွားဖို့အတွက်အမိန့်ပေးခဲ့ပါတယ် နဝကအလှမေတွေကလောင်ကစားကြော်ညာရိုက်ကူးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းပေးနေတဲ့အချိန်မှာအလှမေတွေကစကားဖြတ်ပြောခဲ့တာဖြစ်ပါတယ်။အနောက်တိုင်းကလာတဲ့အလှမေတွေကတော့သူတို့အတွက်အဆင်မပြေရင်ဖြတ်ပြောတာကတာမန်ဖြစ်ပေမဲ့အာရှမှာကတော့လူကြီးတွေကိုလေးလေးဆဆဆက်ဆံလေးရှိပါတယ်။ယဉ်ကျေးမှုခြင်းမတူညီတဲ့အချိန်မှာနဝကစကားဖြတ်ပြောတဲ့အလှမေကိုဆွဲထုတ်ဖို့အတွက်လုံခြုံရေးကိုပါခေါ်ခဲ့ပါတယ်။ Miss Universe အလှမေတချို့ကဟိုတယ်တစ်ခုမှာကာစီနို online လောင်ကစားဝိုင်းအတွက်ကြော်ညာရိုက်ကူးပေးနေတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ဥပဒေချိုးဖောက်မှုဖြစ်ပြီးတော့ ါနိုင်ငံကိုလည်းနာမည်ပြက်စေတာကြောင့်ရဲတပ်ဖွဲ့နဲ့စိုက်ဘာရဲတပ်ဖွဲ့ဝင်တွေကနိုဝင်ဘာ3ရက်နေ့မှာဟိုတယ်ကိုတွားရောက်ပြီးတော့စစ်ဆေးခဲ့ပါတယ်။တွားရောက်စစ်ဆေးလိုက်တဲ့အခါမှာအလှမေတွေကဟိုတယ်ဟောကန်တစ်ခုထဲမှာအလှမေစလွန်နဲ့ online လောင်းကစားစိုက်ဖို့ကင်ပြီးတော့ကြော်ညာရိုက်ကူးနေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ကြော်ညာရိုက်ကူးရေးကိုဦးဆောင်သူကလည်း MUO Miss Universe Organization အဖွဲ့တွေကမက္ကဆီကိုနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပါတယ်။မက္ကဆီကိုနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်က online လောင်းကစားမှုကိုကမ္ဘာနိုင်ငံတချို့ကတည်ဝင်ခွင့်ပြုတာကြောင့်အထိုင်းမှာရိုက်ကူးတာဖြစ် စ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုရိုက်ကူးမယ်ဆိုတာကိုထိုင်းနိုင်ငံ Miss Universe ကျန်းမာရေးကော်မတီကလည်းသိပြီးသားဖြစ်နေလို့ရိုက်ကူးတာဖြစ်တဲ့အကြောင်းရှင်းလင်းခဲ့ပါတယ်ရှင်။နဝကဟိုတယ်ကိုရောက်လာခဲ့ပြီးဒီရိုက်ကူးရေးမှာသူနဲ့လုံးဝပတ်သက်ခြင်းမရှိကြောင်းရဲကိုအကြောင်းကြားခဲ့ခြင်းလည်းမရှိကြောင်းပြပြခဲ့ပါတယ်။နဝက Miss Universe Thailand မှာ National Director လုပ်နေတဲ့အချိန်မှာဒီပြဿနာတွေဖြစ်ပေါ်လာလို့သူ့ဘက်ကရည်တည်ပေးကြတဲ့သူတွေရှိသလိုအမိတ်ဆန်ဆန်ဖိအားပေးတာတွေကြောင့်လည်းအဆက်ကွဲနေရပါတယ်။ ဒီလိုပြဿနာတွေကြောင့်ပဲတချို့သောအလမဲတွေကပြန်ပွဲကနေလုံးဝနှုတ်ထွက်သွားခဲ့ပါပြီ။ပြန်ပွဲတော်မဆရသေးကမှာပဲဒီလိုပြဿနာတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပြီးနဝက်ကတော့အရှက်ကွဲနေရပါတယ်နော်။ထိုင်းနိုင်ငံကခီးသွွားလုပ်ငန်းနဲ့အောင်မြင်နေတဲ့အချိန်မှာနဝက်ရဲ့ဒီလိုအပြုအမူတွေကထိုင်းနိုင်ငံကိုဂုဏ်သိက္ခာကျဆင်းစေတယ်လို့လည်းမှတ်ချက်တွေပေးနေကြပါတယ်။ဒါကြောင့်နဝက်ကို National Director အဖြစ်ကနေနှုတ်ထွက်ဖို့ကိုတောင်းပြောနေကြပါတယ်ရှင်။ဒီချိန်ကနဝက်ကတဲဆုညင်းကိုပြောဆိုခဲ့တဲ့ပုံစံအတိုင်းအနောက်နိုင်ငံကအလမဲတွေကိုပြောခဲ့တာပါ။တဲဆုညင်းနဲ့ဆရာထူတို့ကမတရားကြောင်းပြောပြီး အေးစစ်စစ်နှုတ်ထွက်ခဲ့ပေမဲ့နဝကကသူ့အကျင့်ကိုပြင်မရခဲ့ပါဘူး။ Miss Universe ကိုကျင်းပလာတဲ့တက်တန်တလျှောက်မှလည်းဒီလိုအဖြစ်အပျက်တွေကမရှိခဲ့ဘူးပဲနဲ့နဝအလှမ်းမှာတော့ထိုင်းလဲမျက်နှာပြက်ခင်ရပါပြီ။အင်ရှင်ဖြစ်လက်ခံကျင်းပတဲ့နှစ်မှာပဲနဝကပြဿနာတွေတက်နေတာပါ။တဲဆုညင်းရဲ့ပရိသတ်တွေကတော့နဝကဝက်လက်နေပြီလို့လည်းပြောနေကြပါတယ်။တချိန်ကမြန်မာအလှမဲကိုအရှက်ခွဲခဲ့တဲ့နဝကအခုတော့နိုင်ငံတကာအလဲမှာအရှက်တွေစက်တိုင်ရနေပြီ။နောက်နှစ်တွေမှာလည်းသူ့ကို Miss Universe Thailand ရဲ့ National Director မလုပ်ဖို့ကိုတောင်းမှပြောဆိုနေကြပါတယ်။တချို့သောအလှမဲတွေကနှုတ် ထွက်သွားကြပြီးမြေ84ကြိမ်မြောက် Miss Universe 2025ပြိုင်ပွဲကို Miss Grand International Public Company Limited MGI အဖွဲ့အစည်းရဲ့ကြီးကြပ်မှုအောက်ကနေအစီအစဉ်အတိုင်းဆက်လက်ကျင်းပသွားမယ်လို့ဆိုပါတယ်။နဝက်ကတည်ဆူရင်းအပေါ်မှာမတရားခဲ့တာကြောင့်တကယ်ပဲဝက်လည်နေတာလား။ဒါမှမဟုတ်ပွဲရှာရတာကနဝက်ရဲ့ဝါသနာဖြစ်နေတာလားဆိုတော့ကိုမမအမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်နော်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။